ကျွန်တော်တို့ရဲ့ channel ကိုကြည့်ချူအပ်ပေးနေကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါစစ်တပ်ကစစ်တပ်ကိုပြန်ချင်အောင်ပါပဲကျွန်တဲ့ပြည်သူတွေဗလိုက်ချစ်လာကြလိမ့်မယ်အဲ့တော့ကိုယ့်ရဲ့အဓိကမဲတွေဖြစ်တဲ့စစ်တပ်ကစစ်သားတွေပြန်ချစ်အောင်ပေါ့နော်စူးစမ်းအောင်မှာဖြစ်သလိုအဲစစ်တပ်အတိုင်းဝိုင်းကချစ်အောင်လို့စူးစမ်းအောင်မှာဖြစ်တယ်အဲနောက်ထပ်ကျွန်တော်တို့အတိုင်းဝိုင်းပေါ့ဗျာနော်စစ်တပ်နဲ့ကိုမိမိအတိုင်းဝိုင်းရမိမိချစ်အောင်ယူစူးစမ်းအောင်မယ်နော်ပြီးတော့လို့ရှိရင်တော့ တခြားပြင်စည်းပါဗျာနော်ပြည်သူတို့ဟုတ်လားပြီးသွားရင်တော့ကျွန်တော်တို့ဒီတော်လိုင်းရေးပါတော့ဗောနော်တို့တွေအားလုံးအထိကစီယုံလာနိုင်လိမ့်မယ်အဲ့တော့စစ်တပ်ကစစ်တပ်ချက်အောင်ရင်းစုံစ조사ရမှာနော်မင်္ဂလာပါဒီနေ့အာကျွန်တော်အဓိကပြောချင်တာလေးတွေရှိတယ်ဗျစစ်တီတွေရဲ့ခန်းစားချက်ပေါ့ဗျာနော်ခန်းစားချက်ဆိုတာကစစ်တီတွေကအခုဆိုလို့ရှိရင်တချို့စစ်တီတွေမတရား ဖိနှိပ်ခံရတဲ့ပုံစံမျိုးဖြစ်လာတယ်အဲ့တော့စစ်သားကစစ်တပ်ကိုပြန်ပြီးတော့စိတ်နာရမလို့ဖြစ်နေတယ်အဲ့တော့စစ်တပ်ကြီးစိတ်နာဖို့ကြားလဲစစ်တပ်ဆိုတာတကယ် institution ကြီးအဲ့တော့စစ်တပ်ကြီးလည်းစိတ်နာလို့မရအောင်စစ်တပ်မှာ မကောင်းရင်မကောင်းတဲ့သူကိုပြောရမှာဖြစ်တယ်အဲ့တော့အခုစစ်တပ်မှာမကောင်းတဲ့သူတွေမကောင်းတဲ့သူတွေကြောင့်စစ်သားတွေစိတ်ညစ်နေရတယ်နော်မကောင်းတဲ့သူတချို့ကြောင့်အဲ့ဒါကိုလည်းအထက်အရာရှိအစင်းစင်းကသိဖို့အရန်ကိုလိုအပ်တယ်မင်္ဂလာပါ ချစ်ကိုမင်္ဂလာပါမင်္ဂလာပါနော်အော်တိုဘာမွန်းနဲ့မင်္ဂလာပါဖိနေနေကြပြီဟာအေးပေါ့အဲ့ဒါလေးအားလုံးကျုပ်တို့ပြင်ရမှာပါစစ်တပ်က standard army ကြီးဖြစ်ဖို့လိုတယ်နော် standard army မဟုတ်ဘဲနဲ့တစုံတဦးတယောက်ရဲ့ကပိုက်ဆောင်တဲ့ရောက်နေတာလေးအိတ်ကတ်ထဲရောက်နေတာလေးနော်စစ်တပ်ကိုကိုကိုရဲ့အပိုင်ပစ္စည်းတွေသဘောထားနေတဲ့အားလုံးကိုကျုပ်တို့ပြင်ရမှာပါအဲ့ဒီတောက်ချိုးတွေကျွန်တော်တို့ပြင်မိရမှာပါ တော့ပရမဟုတ်တရချက်နေနဲ့3 4 4တက်အလုံးသိပါဘောနော် ARV တိုင်းမှာရှိတယ်အဲ့တော့ ARV တိုင်း3 4 4အမြောက်တက်ကိုဒီ AA ကအရတိုက်နေတဲ့အတိုင်းဒါရှိတယ်အရတိုက်နေတဲ့အခါမှာတက်ကလည်းအကောင်းဆုံးခုခံကာကွယ်တွေပါလဲအကောင်းဆုံးမှာကျွန်တော်တို့တယင်းနေတယင်းတက်မ66တယင်းနေအခုဒီကာကင်းကနေပြီးတော့နော်ကာကင်းကနေကာကွယ်ထားတဲ့အတွက်ကြောင့်3 4 4ကိုတော့လုံးဝလုံးဝဒါ တပုံးကကတ်မနိုင်သေးဘူးပေါ့။ဒါမဲ့လေအကာကင်းနေမှာတိုက်ပွဲအပြင်းထန်နေပါလေ။အေးဘက်ကကြာတယ်လားဆိုတဲ့ခါကျတော့အဲတတော်တွေကြာပါလေ။ထို့တူသူတို့ကကြာတယ်လို့ကိုယ့်ဘက်မကြာဘူးလို့ကိုယ့်ဘက်ကလည်းထိခိုက်နာခြင်းမျိုးအများကြီးရှိတယ်။ကိုယ့်ဘက်လည်းပိတ်ဆက်မှုတွေကြီးပါလေ။အမ်ခလာ63ကတရင်မှုတရပိတ်ဆက်ရတဲ့အထိကိုကျွန်တော်ကြာဆုံးတဲ့အထိကိုကျွန်တော်တို့ပိတ်ဆက်ရတဲ့ဒိုင်းနာလေးရှိတယ်။အဲ့တော့တော်တော်လေးတိုက်ပွဲပြင်းထန်နေခဲ့တယ်နော်ပြင်းထန်နေတဲ့အခါမှာ စစ်တီတောင်းချင်ပါတယ်နော်စစ်တီရဲ့စိတ်တက်ကတော့မိမိတက်မတော်နဲ့နော်ဒီသဘုံကိုကျူးကျော်နေတဲ့အဲဒီကျွန်တော်တို့ဒီအေးအေးသဘုံတွေနိုင်ငံယူစစ်သွေးကြအကြံဖက်သဘုံတွေကိုကောင်းကောင်းပြန်နှိမ်နေနိုင်တယ်သို့ပါတော့လည်းပဲစစ်တက်ကစစ်သားတွေကိုပေါ်မှာမကြည့်တဲ့အချက်ကပါလဲဆိုလို့ရှိရင်ကိုရန်သူကိုတိုက်လို့ဒဏ်ရာရတယ်ဘိုက်မှာဒဏ်ရာရသူရှိကျောမှာဒဏ်ရာရရှိဒရော့ဘုံထိလို့ဒဏ်ရာရသူရှိလက်ချွတ်လမ်းမလျှောက်နိုင်တာရှိတယ်နော် အဲ့လိုနာကျင်နေတဲ့ဒဏ်ရစစ်တီတဲ့အားလုံးကိုလှုပ်ထုံးလှုပ်နီးရဆိုလို့ရှိရင်ပသိမ်မှာရှိတဲ့မဆာဖလေးအဲ့ဒီကိုကျွန်တော်တို့ဒီဒဏ်ရစစ်တီတွေကိုပို့ပြီးတော့စေပူတာမှုခံယူစီရမှာဖြစ်တယ်လို့အနာပေးရမှာဖြစ်တယ်။ဒါပေမဲ့ဒီပေါ့နော် AR ဒုတိုင်းမှုကတဲ့နော် လုံးဝပေးမနာပါဘူးလေနော်ဒဏ်ရရစစ်တီတွေအားလုံးကိုစေစေကိုစေဥမှာစေမကူပေးပဲနဲ့ဘယ်နေရာမှာထားလဲဆိုရှင်ကာကင်းမှာတော့မထားတော့ ကာကင်းမှာရွချွန်တိုက်ခဲ့ပြီးသွားပြီးတော့တာဝန်ထဲကြေလာတယ်ကြေလာတဲ့စစ်တီတွေကိုတုံးလေးလေးဒီဌာနချုပ်ပေါ့ဌာနချုပ်ဒီတက်ရင်မှာအားလုံးကိုခံစစ်ပြင်ခိုင်းတာလေဟောဆိုလိုချင်တာကဗျာသူ့ရဲ့လုံထုံးလုံနေရဆိုလို့ရှိရင်ဒဏ်ရစစ်တီအနေနဲ့ကျွန်တော်တို့ဆေးုံမှာဆေးကုသမှုခံယူရမယ်မဟုတ်ဘူးလားအဲ့တော့ကိုစစ်သားတွေရဲ့အခွင့်အရေးဒါနံပါတ်၁ချက်စစ်တီတွေရဲ့ရပိုင်ခွင့်အရေးဖြစ်ပါပြီနံပါတ်၂ချက်အနေနဲ့ကလုံထုံးလုံနေ ကျင်းနှံပါလို့ထုတ်လို့ရရဆိုလို့ရှိရင်စစ်တီတဲ့အနေနဲ့ဒါဟိုဒဏ်ရာရပြီဟဲ့ဆိုလို့ရှိရင်ဈေးုံမှာဈေးကူတောင်းဝင်ရှိရမယ်အဲ့တော့ဈေးကူတောင်းဝင်လည်းမပေးဘူးပြန်နာဝင်လည်းမပေးဘူးတွားမင်းတို့တွေခံစစ်ပြင်ထားဆိုတဲ့ခါကြတော့မိုးကလည်းရွာနော်ကြိုက်ခဲဒဏ်ရာဒီဒရုန်းထိတာတဲ့ဒဏ်ရာတွေကြီးစံထိတာတဲ့ဒဏ်ရာတွေလက်နက်ကြီးထိတာတဲ့ဒဏ်ရာတွေနဲ့စစ်တီတွေဟာအော်အော်ညင်းညူနဲ့ညင်းညူနဲ့အဲကြေခေါမဆိုရှင်ဒုက္ခခံစားနေရတယ်အဲ့တော့ သူတို့တွေဘယ်တော့ဒီဘောဟိုဒီစစ်တီရဲ့အနေနဲ့ဘယ်လောက်တောင်းခံနေရအောင်ပါလဲလို့ကျွန်တော်မေးချင်တယ်ဗောဗျာနော်အဲ့တော့အတော်တော်လေးကျွန်တော်တို့ဘက်ကအဲ့တော့ကျွန်တော်ပြောတော့ဗောနော်အဲစစ်တီတွေရဲ့အချက်ကိုပဲအရောက်ရင်စူးစမ်းပါလို့နော်အဲ့ဒါကလုတ်တင်လုတ်ထိုက်သွားဆိုတာစဉ်းစားပါနော်အဲ့တော့ဒီ ARV ဒီငတိုင်းငတိုင်းချောင်းဒီပေါ့ကျွန်တော်တို့မြောက်စမ်းနော် ကျွန်တော်ဒီငတိုင်းကြောင်းဒီလေးမျက်နှာဒီတကြောမှာဒီအခုကျွန်တော်တို့တုံးလေးလေးအမြောက်တက်ပေါ့နော်အမြောက်တက်နဲ့အဲ့ဒီတကြောနဲ့ပတ်သက်လာလို့ရှိရင်စက်တက်ရဲ့ဂိုင်းတွေပုံတွေကတစ်ချိန်လုံးတစ်ချိန်လုံးအတန်ထွက်နေရနော်တစ်ချိန်လုံးအတန်ထွက်နေရကျွန်တော်ချို့တချို့ချင်းရလေးတွေကကျွန်တော်မပြောချင်တာပဲရှိတယ်နော်မပြောချင်တာပဲရှိတယ်ဒါမဲ့လည်းကျွန်တော်တို့မပြောရင်လည်းမပြောဘူးပြပြောရင်လည်းကျွန်တော်တို့လည်းမပြောပါဘူးနော်မပြောရင်တော့ကျွန်တော်မပြောပဲထားရင်ထားလိမ့်မယ်အဲ့တော့ ဲ့တော့ကျွန်တော်တို့ဒီစစ်တီတွေကိုအမြန်ဆုံးနည်းနဲ့စေးုံပို့ပေးပါသူတို့ဒဏ်ရာရထားတာပါနော်သူတို့ရဲ့အခွင့်အရေးကဒီလိုရှိတယ်နော်အနောက်တစ်ခုအနေနဲ့ကဒီဒုတိုင်းမှုရဲ့ဆောင်ရွက်ချက်တွေဆောင်ရွက်ချက်တွေအားလုံးကအောက်ခြေမှာတော်တော်လေးစိတ်ပြတ်နေရတယ်ရှိတယ်တချို့ဆိုရင်ဒီဒုတိုင်းမှုကိုမကျေနပ်တဲ့အတွက်ကြောင့်မို့လို့ဘုမေရင်ပြောရင်မကြံစီတင်တာကြောင့်မကြံစီမဲ့ပုံစံမျိုးတွေရှိလာတယ်။အဲ့တော့ချုပ်ပြည်သူစစ်တွေကလုံးဝ သူတို့အာဘယ်ခေါ်မလဲဆိုသူတို့ဌာနေပဲသူတို့ပြန်မယ်ပဲဖြစ်လာတယ်နော်အဲတချို့တွေကဒီလောက်တောင်ဖြစ်လာတာဆိုတော့ဒီပေါ်နော်ဟိုစစ်တပ်ပေါ်တက်စားဆောင်တည်နေတယ်မတူအထူးအောင်กว่าဆိုတဲ့ပုံစံမျိုးတွေထိခံစားရတဲ့ခံစားချက်တွေလည်းရှိနေတယ်။အဲဒီလိုခံစားချက်မျိုးတွေရှိနေတယ်။အဲ့ဒါအဲ့ထဲကမှအခုလိုမျိုးမိမိစစ်တည်တဲ့အခွင့်အရေးတွေကိုဆက်လက်ပိတ်ပင်ထားတာတွေအဲ့တော့ကျွန်တော်တို့ဒီလိုမျိုးပြောဆိုရတဲ့အတွက်ကြောင့်မလို့တိုင်းမှုကတော့ရောက်လာတယ်တော့ကြားသိရတာပေါ့နော်။ ။ဘာကြောင့်လဲရောက်လာလဲမသိပါဘူး။တိုက်ဆိုင်မှုပါနော်။တိုက်ဆိုင်မှုအနေနဲ့ရောက်လာ။ရောက်လာတော့ညာလဲပဲဘာဆိုဘာမှမထူးပါဘူး။သူလည်းသူကိုယ်တိုင်ပဲလဲပလင်းတူဘူးဆိုပဲလားမသိပါဘူး။သူကိုယ်တိုင်အမုန်းခံမှာဆိုတဲ့အတွက်ကြောင့်မို့လို့သူတိုင်မှုကိုလူမိုက်ငှားပြီးတော့အလူမိုက်ငါပြီးတော့မင်းလှုပ်ချင်တာလှုပ်กว่าဆိုတဲ့ပုံစံမျိုးတွေလှုပ်ထားတဲ့ပုံစံမျိုးရှိတယ်ပေါ့နော်အဲ့တော့ဒီစစ်တီတွေအ мян စေးုံပို့ပေးဖို့လိုပါတယ်ကြိုက်ခဲနာကျင်နေကြပါတယ်စစ်မြေပြင် စေကူတာမှုနဲ့ဘလို့မှမလွယ်ပါဘူးမိုးတွေကလည်းအခုချိန်မှာရမ်းကိုရွာနေပါတယ်เนาะဒံယာတွေနဲ့ကျုပ်တို့လမ်းမလျှောက်နိုင်ဘူးတချို့ဆိုရင်ဒံယာလေးနဲ့ညှီညူနေရပြီအဲ့တော့ဘလို့လောက်ကြမလဲခင်ဗျားတို့စစ်တပ်ကဒီလိုပဲလာဆိုတဲ့ပုံစံမျိုးပေါ့အဲ့တော့မိမိစစ်ထဲကစစ်တီတွေပေါ်အောင်မှပဲစီယုံနိုင်မှုဂီမဆိုင်နိုင်လို့ရှိရင်ခင်ဗျားတို့စစ်သားတစ်ကလည်းထတ်လို့ကျင်သေးတယ်ပြီးတော့ စစ်တပ်ကိုလည်းထောက်ခံမှုကလိုချင်တယ်စစ်တပ်ကြီးပေါ်လည်းယုံကြည်မှုကရှိသေးတယ်စစ်တပ်ပေါ်ယုံကြည်မှုရှိစေခြင်းအနိုင်ဆုံးစစ်တပ်ထဲမှာတော့စစ်သားတွေကိုကိုယ်စစ်သားတွေကိုလေးစားပြပါနော်ကိုယ်စစ်သားတွေပေါ်မှာလေးစားပြမလေးစားပြဘူးဖြစ်ဆိုလို့ရှိရင်တော့အရာရာဟာနော်ဟိုကိုယ်အတွက်ကိုယ်စစ်တပ်အတွက်ကံမကောင်းဘူးဖြစ်လိမ့်မယ်နော်အဲ့တော့နောက်တစ်ချက်အနေနဲ့ကျွန်တော်တို့ဆက်ပြောရမယ်ဆိုရင် ဒီဒီကြောင်းမှာကျွန်တော်ဒီငတိုင်းကြောင်းကျွန်တော်ဒီ3လေးလေးပေါ့3လေးလေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်အများအားပြောနေခဲ့ရနော်ပြီးခဲ့တစ်ခေါက်ကဟုတ်ရင်ကလည်းဆိုလို့ရှိရင်ရိတ်ခါတွေကအိမ်ကပြတ်မှာတယ်မှားတဲ့ရိတ်ခါကရောက်တဲ့ဟာပဲရောက်တဲ့မရောက်တာတွေလည်းရှိတယ်အဲ့တော့ကိုယ်စစ်တီတွေရဲ့စစ်တီတွေကိုလည်းနောက်တစ်ခုကဟုတ်ရင်ကအခုတော့အခုတော့ဒီကိစ္စလာပြီးသားခုတ်ရင်ခဲရန်မပေးတာတွေနော်ရိတ်ထမင်းကိုနှစ်နှစ်ပေါင်းမှတစ်နှစ်စားရတာတွေနော်အဲဒါမျိုးတွေအထိခဲရန်နေမပေးတဲ့ပုံစံမျိုးတွေအထိရှိလာတယ်အဲ့တော့ အော်တော်တော်လေးအဲ့ဘက်ချမ်းမှာအခြေအနေဆိုနေခင်ဗျားတို့ခုခုလုံမှရမယ်နော်ခင်ဗျားတို့အဲ့ဒီဘက်ချမ်းမှာဒီတိုင်းမိုးနဲ့ဒီလိုကင်တွယ်မှုဒီပုံစံမျိုးနဲ့ဟေးဆိုလို့ရှိရင်တော့မကောင်းပါဘူးလို့ပြောချင်တယ်နော်ဟုတ်ပြီနောက်ထပ်ကျွန်တော်တို့အဲသတင်းကောင်းလေးပေါ့သတင်းကောင်းနဲ့ဆက်သွားမှာနော်ရန်သူရန်သူဘက်ကရတဲ့သတင်းကမိုတီတောင်မှာရတယ်နော်မိုတီတောင်မှာအေးအေးအလုံးပေါင်း17ရက်အရှင်ဖမ်းမိပါတယ် အဲ့ဒီမှာကလေးတွေပါပါတယ်အခုအေအေကအေအေလည်းတော်တော်ဒုက္ခရောက်နေပါပြီလူတော်မှမကြံတဲ့အခြေအနေမျိုးတွေရှိနေပြီအေအေလည်းတော်တော်သေးပါလေသေးတဲ့ပြင်ကိုသူတို့မှစစ်မျက်နှာတွေရမှာတရားဖွင့်လာတဲ့အခါကျတော့မလိုက်နိုင်တော့မလိုက်နိုင်တဲ့အခါကျတော့အခုကလေးတွေပါထုတ်သွင်းလာပြီအဲ့တော့ဒီနေ့မိတဲ့ဒီကျွန်တော်တို့အေအေတပုံတွေမှာဆိုလို့ရှိရင်ကလေးက၃ယောက်လောက်ပါအဲ့ကလေးတွေကကျောင်းလောက်လွဲလိုပုံစံမျိုးနဲ့တရုတ်ထုတ်လက်ပြုံတွေလောက်လွဲနဲ့ပြစ်တာလေနော်မင်းကလေးတွေလည်းပါတယ်မင်းကလေးက၄ယောက်ကျန်တာတွေကမျိုးသားတွေပေါ့ဗျာနော် ဘလို့မျိုးမင်းမင်းမဖြစ်ဘူးတဲ့ဗျာနော်လုံးဝအရန်ကို ခေါင်းမှာပါတယ်တဲ့ဘလို့မှလည်းမေးလို့မဖြစ်ဘူးဘလောက်ထိလဲဆိုလို့ရှိရင်တို့တွေတည်တည်ဆန်ဆန်လဲမေးတယ်ဂရုတစိုက်လဲပေါ်ခေါ်မှာဆိုရှင်အဲကြည်ရှင်ဆောင်လျှောက်ထားတယ်လို့အမ်ကြားသိရပါတယ်နော်အဲ့ဒါကြောင့်မလို့အဲစီးရီးတဲ့အနေနဲ့ကတော့တို့တို့သဘုံနေအနေနဲ့ကတော့အေးအေးသဘုံအနေနဲ့ကတော့တော်တော်လေးအင်အားနေနေပါပြီအင်အားချိနေနေပါပြီကျွန်တော်ကြည့်ရတော့ခလေးတွေပါထုတ်သုံးနေရတဲ့ပုံစံမျိုးတွေရှိလာပြီ အခုစဉ်ဘလောက်ထိ AA ကအင်အားနည်းလဲမနည်းလဲဆိုရှင်သူတို့စီမှာ AA တဲကိုမဝင်တဲ့အတွက်ကြောင့်အခုရခိုင်ပြည်နယ်မှာသူအခုဆိုရင်ခမောက်လည်းသိမှာပါနော်ရခိုင်ပြည်နယ်မှာစစ်မှုမထမ်းမနေရဆိုပြီးတော့စစ်သားတွေအတင်းအတင်းအကျပ်တပုံနဲ့ဆွဲထည့်နေပြီအပြီးလို့ရှိရင်အဲ့ဒီရောမျိုးတွေရောရခိုင်ပြည်ကနေမစွန့်ခွာရဆိုတဲ့ပုံစံမျိုးတွေအထိလောက်လာတာကိုတွေ့ရတယ်နော်အဲ့ဒီတော့ကြမို့လို့အာအေးလည်းတော်တော်လေးခံစားနေရပါပြီဒုက္ခတွေတော့ကြီးနေပါပြီအဲ ကုံစည်းနှုံးတွေလည်းမတရားကြီးနေတဲ့အတွက်ကြောင့်မို့ရခိုင်ပြည်နယ်ကိုပဲရခိုင်နေတဲ့ပင်ပြန်စွန့်ခွာနေကြပြီအခုအဲ့လိုဖြစ်ဖြစ်လာတဲ့ခါကျတော့ရခိုင်ပြည်နယ်အခုဆိုမြောက်ကိုရီးယားလိုဖြစ်နေပြီအထက်မှနေရောလည်းငတ်တယ်နော်အေအေကလည်းအနိုင်ကျင့်ပြန်မူရီစီကလည်းပျော်ပေါ်မရိမှုကလည်းပေါ်ရာဒီဥရုကလည်းဆိုးစားနေရိတ်ခါလည်းရှားပါအေးအဲ့လိုအခြေအနေမျိုးတွေမှာအေအေတွေလည်းတော်တော်ဒုက္ခရောက်နေတာပါရခိုင်ပြည်နယ်လည်းတော်တော်ဒုက္ခရောက်နေတာပါအဲ့တော့ယူချင်အောင်ဟဲ့နိုင်ငံပေါ့နော်အဲနိုင်ငံယူတွေကိုကြောက်မင်းတို့ဒီရခိုင်တိုင်းသားတွေဒုက္ခရောက်ရတာပါဟုတ် ရန်ကုန်မြို့တို့ဘာလို့မှနေနေတဲ့ရခိုင်နေနေနဲ့လဲကျေးဇူးတော်တိတ်ဟိုကျေးဇူးတော်မကန်းစေခြင်းဘူးเนาะမင်းတို့ရခိုင်နေရလဲတော်တော်ဆိုးပါလားအဲ့တော့ဒါကအဲမိုးထီတောင်မှာမိတဲ့အဲရခိုင်ဟင်စစ်သေးကြနိုင်ငံယူတပုံတွေပေါ့เนาะအဲဟုတ်ပြီအဲ့တော့ကျွန်တော်ဒီနေ့သတင်းတစ်ခုပြောပြပါပြီเนาะအဲတောင်ငူကိစ္စကျွန်တော်ပြောအောင်เนาะတောင်ငူဘက်မှာဆိုလို့ရှိရင်တောင်ငူနဲ့9မိုင်ပေါ့တောင်ငူမြို့နဲ့9မိုင်ကြားမှာ KNU PDF ကတစ်ပင်နဲ့လှဲလိုက်ပြီလှဲပြီးတော့ဘယ်ကားမှဘယ်ရိတ်ခါကားမှသွားလို့မရအောင်ဆိုပြီးတော့ရိတ်ခါဖြတ်ပြီးလမ်းကျောကိုဖြတ်လိုက်ဖြတ်ဖြတ်လိုက်ပြီဖြတ်လိုက်တဲ့ခါမှာအဲ့ဒီတန်းနဲ့ဒီဆိုခေါင်းဆိုခုနမိုင်စကန်နဲ့လည်းတတော်နီးပါလေတဲ့နော်ခလာရ39နဲ့လည်းတတော်နီးပါလေဒီနီးပေမဲ့ဒီစကန်တွေကသွားရောက်ရှင်းလင်းတာမရှိတဲ့အပြင်ကိုတက်ထဲမှာပဲနေနေကြတယ်လို့ကျွန်တော်ကြားသိနေရတယ်အဲ့တော့ဘယ်သူရှင်းမင်းပါလဲပေါ့နော်ပြည်သူတွေကတောင်းဆိုနေပြီဒီသဘုံတွေကြောင့် အာနိုင်ကရှားပါမှုတွေမလုံခြုံမှုတွေစစ်တပ်ကတတ်ထဲမှာပဲနေပြီးတော့တပုံကမြို့တွေရွာတွေမှာကျဆိုးမိုးနေတဲ့ဒိုင်းသားတွေရှိတယ်အကြေးစစ်တပ်ကလမ်းပေါ်ရောက်လာပြီးခေတ်ဆိုတပုံကတော်တဲ့ပြန်ရောက်သွားပြန်ပြီအဲဒီပုံစံမျိုးကြောင်နဲ့ကြွက်ကစားတဲ့ပုံစံမျိုးတွေအထိအခြေအနေမျိုးကဖြစ်နေတာကိုတွေ့ရတယ်ပြီးတော့ပြည်သူတွေအနေနဲ့ကတော့မေးလာပြီးပေါ့နော်အစစ်တပ်ကလည်းဒီလိုနေရာမျိုးတွေမှာလမ်းကျောကရှင်းလာမှာမရှင်းဘူးဆိုလို့ရှိရင် ရိတ်ခါကားတွေထောက်ဖို့ကားတွေစစ်တပ်ကလည်းထွက်လာတာပဲထွက်တဲ့အခါမှာ တပုံကချောင်းချောင်းပြီးပြတယ်အဲ့ဒီချိန်ကြလို့ရှိရင်တော့အဲတက်ကဒုံကျော်ရေးယူပြီးရတော့ကြားသိရတယ်ပေါ့နော်အဲသူ့ဘာတော့လဲပဲဒီပေါ့ဒီတပုံတွေကို မရှင်းနိုင်သေးရတော့ကျွန်တော်တို့တက်ကထောက်ဖို့ကားတွေလည်းမြန်မ်းပေးဆက်နေရမှာပဲအနေနဲ့မရှင်းလင်းမဲ့နဲ့ထောက်ဖို့ကားတွေစစ်ကြောင်းတွေပေါ့နော်လွတ်နေတာဟာဆိုရှင်တော့ကိုစစ်တီကိုစစ်သားကိုပြန်ပြီးတော့တေလန်းပုံနေရတဲ့မချဘူးဆိုတဲ့ပုံစံမျိုးတွေဖြစ်တွေ့ရမှာပေါ့နော်အဲ့တော့ဒါကအဲတောင်ငူနဲ့ ်ခုနမိုင်ကြားကဖြစ်ရကလေးပေါ့နော်